က်ပေါင်းသူတော်ကောင်းပေါင်းတို့မင်္ဂလာပါရှင်ရိုးရဘော channel ကနေဆီယမရှက်တီကမှလီစောစောကြွဆိုပါတယ်တနစ်တာရဲ့အလှပဆုံးကြော်ရွှင်စရာအကောင်းဆုံးဒီဇင်ဘာလကိုရောက်ရှိလို့လာခဲ့ပါပြီရှင်ဒီနေ့ဆီယမတင်ဆက်ပြီးမှာတော့2025ဒီဇင်ဘာလတစ်လလုံးအတွက်တောက်ကြဘွားတောက်ကြနေ့ move out သူများအတွက်အထူး hostel ဖြစ်ပါတယ်ရှင်အချစ်နဲ့အလှတရားရဲ့နဖျားမှာ business tour ရဲ့စွမ်းရင်ကို ပိုင်ဆိုင်ထားတဲ့တောက်ကြပါတော့ဟာ DTC မာလာမှာတင်လို့ရဲ့လူမှုဆက်ဆံရေးတွေချစ်ချင်းမေတ္တာနဲ့ငွေကြေးတွေမှာအလှပဆုံးတောက်ပလာမယ့်အချိန်ပဲဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေကိုဘလို့ထိန်းသိမ်းပြီးတော့ပျော်ရွှင်မှုအပြည့်အဝရယူမလဲဆိုတာမြမယူရပြည်တွင်ပညာနဲ့နောက်တိုင်းရဲ့နှက်ခဲ့ပရီလို့ကိုပေါင်းဆက်ပြီးပုံမှုနဲ့ဆိုင်စွာဖော်ထုတ်ပြမှာဖြစ်ပါတယ်။တောက်ကြပါတော့ဟာဒီလာတဲ့မှာတင်တို့အတွက်အဓိကတော့ချက်တစ်ခုကတော့ဟန်ကျဲညီတော်မျှဝေခြင်းပါပဲ။ အချင်းနဲ့ငွေကြီးကိစ္စတွေမှာပေးကမ်းမှုနဲ့လက်ခံမှုကိုဟန့်ချက်ညီအောင်နေထိုင်တတ်ဖို့တော့လိုအပ်ပါတယ်ရှင်။တောက်ကြပါတို့ကနူးညံ့တိမ်မွေပြီးတော့စိတ်ကူးရင်အိမ်မက်တွေများတဲ့သူတွေဖြစ်ပါတယ်။ဒီဒီဇင်ဘာလမှာအဲ့ဒီအာသာချက်တဲ့ကြောင့်ပျော်ရွှင်မှုတွေပုံမူပြီးတော့ရရှိနေပါလိမ့်မယ်။မြမရိုရာသုံးသက်ချေရဆိုရင်ဒီလဟာတောက်ကြချုံမြင့်အတွက်အချီရင်အိမ်အောင်ရေးတွေလူမှုရေးကိစ္စတွေမှာတော့အထူးကောင်းမွန်တဲ့လဖြစ်ပါတယ်။ မိတ်ဆွေတငယ်ချင်းတွေရဲ့အကူအညီတွေအခွင့်အလမ်းကောင်းတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်။မြမယူရအရာဆိုပြောရမယ်ဆိုရင်အလှပတွေ fashion နဲ့အမှုပညာကဏ္ဍတွေမှာတော့အောင်မြင်ပါလိမ့်မယ်။ဒါပေမဲ့အပျော်ပါလိုက်စားခြင်းရည်သည်စားတောက်စားခြင်းကြောင့်တော့ဂုဏ်သိက္ခာတွေကိုထိခိုက်နိုင်တာမို့လို့သတိထားပြီးတော့နေရပါမယ်။အစာချေစနစ်ကိုတော့ယူဆိုင်ဖို့လိုပါမယ်။အနောက်တိုင်းဘီရင်ဟော့စတယ်အရာဆိုရင်တော့ဒီဒီဇင်ဘာလမှာတင်လို့ရအုပ်ချုပ်သူဂျူဖြစ်တဲ့ Venus ဟာစွန်စားခြင်းနဲ့လွတ်လပ်ခြင်းကိုနှစ်သက်တဲ့ဓနုရာသီကိုဝင်ရောက်လာပါလိမ့်မယ်။ဒီဂျိုရွှေရှားမှုကြောင့်တင့်ရဲ့အခြေရေးအလှပနဲ့ငွေကြေးရှာဖွေမှုတွေကပုံမှုပြီးတော့တကြွလာပါလိမ့်မယ်။ခီးသွားလာရင်လည်းချစ်သူတွေ့တာမျိုးတွေအဝေးကနေဝင်ငွေဝင်လာတာမျိုးတွေကြုံနိုင်ပါတယ်။သို့တော့ဒီလကုန်ပိုင်းမှာမာဂျူရီရီထရိုဂရိတ် စတင်ချိန်မှာတော့ချစ်သူတို့မဟုတ်စီပွားရေးမိဖက်တွေနဲ့စကားပြောဆိုမှားခြင်းနဲ့ထယ်လွှဲခြင်းတွေကိုတော့သတိထားရပါမယ်။အဓိကသတိပြုရမှာတော့မိမိကိုယ်ကိုအလွန်အကျွံအားထုတ်ခြင်းတဲ့အနာယူခြင်းနဲ့ပန်းပြေခြင်းကိုတော့အလေးပေးရပါမယ်။သင်ရဲ့ပြုံးရော်ပြုံးပျော်နေတဲ့မျက်နှာသည်ကံကောင်းခြင်းကိုဆွဲဆောင်နေတဲ့တန်လိုက်ဖြစ်ပါတယ်။ငွေကြီးစီပွားရေးနဲ့အသက်မူဝမ်းကြောင်းတွေကိုစပြီးတော့ဟောပြောရမယ်ဆိုရင် ငွေကြေးကတော့တောက်ကြပါလို့တဲ့အပျော်ပါများပြီးတော့ငွေကုန်ကြေးကြများမဲ့လာဖြစ်ပါတယ်။အတမွေဝန်ကြောင့်လုပ်ငန်းခွင်မှာအတမွေဝန်ကြောင့်လုပ်ငန်းခွင်မှာတော့ဖန်တီးမှုနဲ့အမြင်သက်တည်ကိုအသုံးပြုခြင်းဖြင့်အောင်မြင်ပါလိမ့်မယ်။အမှုပညာ၊ဒီဇိုင်း၊ဖက်ရှင်မင်္ဂလာဆောင်စီစဉ်သည့်အဲ့ဒီနေရာတွေမှာလုပ်လုပ်တဲ့လူတွေကတော့လုပ်ကန်နေလုပ်ငန်းတွေကိုလုပ်ကန်နေတဲ့သူတွေကတော့ကံတွေကောင်းနေနိုင်ပါတယ်။ဒီလားခီးတော်လာခြင်းနိုင်ငံခြားဆက်သွယ်ခြင်းကနေပြီးတော့လေအလုံးကန်ခွင့်လန်းကောင်းနေ ရရှိနိုင်ပါလိမ့်မယ်။တင်တို့ရဲ့ဆက်ဆံရေးပြပြမှုကြောင့်လည်းအလုပ်ကိစ္စတွေမှာအဆင်ပြေအောင်မြင်လာပါလိမ့်မယ်။ငွေကြေးကအနေနဲ့ကတော့ငွေဝင်ကောင်းမွန်ပြီးတော့လက်ဆောင်များမမျောလင်းပဲဝင်လာပါလိမ့်မယ်။ငွေများလည်းရရှိပါလိမ့်မယ်။သို့တော့ဒီဇင်ဘာလရဲ့ပွဲလန်းသပင်များအလတ်ရဲ့ခရီးစဉ်များအတွက်တော့ငွေသုံးစွဲမှုမြင့်တက်လာနိုင်တာမို့ဘတ်ဂျက်ကိုအတိတ်ကြစီမံခန့်ခွဲဖို့လိုပါမယ်။ဤနည်းမျိုးနမှုအစ်တဲ့လက်ရှိ ရှိထားတဲ့အလုပ်ကိုပုံမှန်ခိုင်မြအောင်လုပ်ဆောင်ပါလောက်ကုန်ပိုင်းမှာငွေကြီးကိစ္စတွေပြောဆိုရမှာလဲတည်ထားပြီးတော့ပြောဆိုပါရှောင်ရမယ့်အရာကတော့ရုပ်တရက်ဆုံးဖြတ်ပြီးတော့စီးကြီးတဲ့ပစ္စည်းတွေဝယ်ယူကြည့်ဖို့ရှောင်လိုက်ပါအကြံပြုချင်တာကတော့ပန်းရောင်ဒါမှမဟုတ်အဖြူရောင်ပစိုက်ကိုအသုံးပြုလိုက်ပါအဲ့လိုဖြူရောင်ပစိုက်တွေကိုအသုံးပြုခြင်းဖြင့်ငွေကြီးစစ်စစ်မှုကိုမြတ်တာစေပါလိမ့်မယ် ချစ်ချစ်နဲ့တာနဲ့လူမှုဆက်ဆံရေးဘိုင်းကိုပြောရမယ်ဆိုရင်အချိန်မှာတော့တောက်ကြပွားတို့အတွက်ကရိုမက်တစ်ဆန်ပြီးတော့ပျော်ရွှင်စရာတွေပေါများမဲ့လဖြစ်ပါတယ်။အင်တော်ရှင်ဇုံတွဲတွေအတွက်ကတော့ဆက်ဆံရေးမှာလူတွေ့မှုတွေဆရာထက်တမှုတွေပြောင်းလဲပြီးတော့မြင့်တက်လာပါလိမ့်မယ်။အတူတူခီးထွက်ခြင်းအပန်းပြေခြင်းတို့ဟာချစ်သူဇုံတွဲတွေအင်တော်ရှင်တွေအတွက်အကောင်းဆုံးချိန်ပါပဲ။တင်းရဲ့လက်တွဲပေါ်ကတင်းအပေါ်ပုံမှုဘူးဆိုင်ပြီးတော့လက်ဆောင်နေပြတာမျိုးလေကျုံမာနဲ့ကျုံနိုင်ပါတယ်။ ဒါပေမဲ့မာဂျူရီရူဂရီရဲ့လွှမ်းမိုးမှုကြောင့်တဝင်းတူချင်းသူမဟုတ်အတိတ်ကကိစ္စတွေပေါ်လာနိုင်တာ ው တော့သတိထားပြီးတော့တည်ငြိမ်စွာနဲ့ပဲပြဿနာတွေကိုဖြေရှင်းပေးပါ လူပြူအပြူတွေကတော့ဒီလမှာအချစ်တရားဝေဖို့အတွက်အကောင်းဆုံးအခွင့်အရေးအများစွာရရှိနိုင်ပါတယ်ခီးထွက်ရင်သူမဟုတ်အွန်လိုင်းမှာတဆင့်တင်းရဲ့အမြင်အတွေ့အခေါ်တွေတူညီတဲ့သူတွေကိုစုံတွေ့နိုင်ပါတယ်တင်းရဲ့ဆွေးဆောင်မှုဆွေးဆောင်မှုဆွမ်းအားတွေလည်းအထူးကောင်းမွန်နေတာကြောင့်မို့လို့ လူအများရဲ့စိတ်ဝင်စားခြင်းကိုလည်းခံရပါလိမ့်မယ်။အတ္တီမပြုမီသင်ရဲ့စိတ်ရင်းစေနာကိုသိချလေ့လာပါ။အတ္တီမပြုမီသင်ရဲ့ချစ်သူပေါ့ချစ်သူရဲ့စိတ်ရင်းစေနာတွေကိုသိသိချာချာလေ့လာပြီးမှလက်တွဲပါ။အဓိကမှတ်စုမှတ်ထားမှာတော့အချစ်ရေးမှာပျော်ရွှင်မှုကိုဦးစားပေးပါ။ရည်ရှိအတွက်တန်ဖိုးထားမှုကိုပဲရွေးချယ်ပါ။ကျမကြီးနဲ့ရေရီယာအပိုင်းခြားတွေပြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်လလုံး ိတ်ရောကိုယ်ပါကျန်းမာပြီးတော့ကံကောင်းနေဖို့အတွက်ရည်ရည်လေးတွေနေပါမယ်။ကျန်းမာရေးပိုင်းမှာတော့တောက်ကြွားတို့ကလေချောင်းကြောက်ကက်နဲ့အည်ပြားစတာတွေကိုယူဆိုင်တင်ပါတယ်။အစာအတောက်အလွန်ကျွန်းစားသုံးခြင်းကြောင့်ကိုယ်အလေးချိန်တက်ခြင်းကိုလည်းတည်ထားပါ။အမှုပညာဂိတားနဲ့အကတွေဟာစိတ်ပစ္စည်းမှုကိုရှင်းချပေးပြီးတော့တင်ပုံမှုပြီးတော့လမ်းဆက်တွေ့ကြစေပါလိမ့်မယ်။အသားအည်ထိန်သိမ်းမှုကိုလည်းကယ်ယူဆိုင်ပါ မြန်မာလူရာထူးခြားတဲ့ရည်တွေအနေနဲ့ကတော့တောက်ကြပွားတို့အတွဲအထူးရည်တွေတာအနေနဲ့ပြောရမယ်ဆိုရင်နှိစီပန်းလူတန်းချင်းတောက်ကြနေမှာဖယားရှင်ဟာနှိစီပန်းဒါမှမဟုတ်ရင်အဖြူရောင်ပန်းရောင်ပန်းမွန်များ22ဘွဲ့ကတ်တူပူဇော်ပေးလိုက်ပါအဲ့လိုပူဇော်ခြင်းဖြင့်ချစ်ချင်းမေတ္တာနဲ့ငူကြီးကညမာကိုအထူးကောင်းမွန်တိုးတက်လာပါစေလိမ့်မယ်ကံပွက်စီတဲ့အရောင်တွေကတော့အဖြူရောင်ပန်းရောင်နဲ့အစိမ့်မှုရောင်လေးတွေဖြစ်ပါတယ် ဒီလာထဲမှာအဲ့ဒီအကြောင်းလေးတွေကိုမြန်မြန်ဝတ်ဆင်သုံးဆွဲပေးလိုက်ပါဒါကဆွဲဆောင်မှုနဲ့ဆွဲအင်ကို မြင့်တင်ပေးပါလိမ့်မယ်အလွန်ကောင်းတဲ့အလှူတွေကတော့မိဘမဲ့ကလေးဒါမှမဟုတ်ဆင်းရဲတဲ့ချစ်သူဆုံးတွေတွေကိုအစာအတောက်အလှပပစ္စည်းတွေလှူဒန်းပေးလိုက်ပါအဲ့လိုလှူဒန်းပေးခြင်းဖြင့်ကံညက်တွေကိုဖေရှားပြီးတော့ချစ်ချင်းမြတ်တာကိုတိုးတက်လာပါစေလိမ့်မယ် ဒီဇင်ဘာလတရက်ကနေပြီးတော့25ရက်အတွင်းမှာတော့ခီးသွားလာမှုတွေအခြေရင်းနဲ့စိတ်ကူးရည်အစီအစဉ်တွေကိုအောင်မြင်မဲ့အခြေဖြစ်ပါတယ်လူမှုရေးပွဲတွေကိုလည်းပွဲများလည်းတပါဒီဇင်ဘာလ26ရက်ကနေပြီးတော့31ရက်မှာတော့ Majority to Great စတင်တဲ့အတွက်ကြောင့်အရေးကြီးတဲ့စာချုပ်စာတမ်းတွေငွေကြီးဆုံးဖြတ်ချက်တွေကိုချမှတ်ခြင်းတွေကိုတော့ရှောင်လိုက်ပါအနားယူခြင်းနဲ့မိသားစုနဲ့ချိန်ကျခြင်းကိုဦးစားပေးပြီးတော့ဆောင်ရွက်လိုက်ပါ ဒီတော့တောက်ကြဘွားတို့ရေဒီဒီဇင်ဘာလ25မှာခင်ဗျားတို့ရဲ့ချီးရင်ငွေကြီးကိုဟန်ချင်ကြီးအောင်ထိညီပြီးတော့ပျော်ရွှင်မှုအပြည့်နဲ့နှစ်သစ်ကိုကြိုဆိုရမယ်လာလည်းဖြစ်ပါတယ်ဗီးနဲ့ရဲ့စွမ်းအင်ကိုအပြည့်အဝခန်းစားပြီးတော့အလှပါဆုံးသောအခိုက်အတန့်တွေကိုဖန်တီးလိုက်ပါရှင်နှစ်သစ်ကိုကြိုဆိုမယ်ဒီဇင်ဘာလရဲ့နောက်ဆုံးပတ်မှာတင်တို့ရဲ့လာမယ့်နှစ်အတွက်အလှပမှုလှပမှုနဲ့ပျော်ရွှင်မှုရည်မှန်းချက်တွေကိုခြာရေးလိုက်ပါ ီဘတ်ဂျက်၃ခုကတော့ပုံမှန်တံပြောင်းလဲခြင်းနောက်တစ်ခုကတော့အမှုပညာလုပ်ငန်းတွေစတင်မယ်နောက်ဆုံးတစ်ခုကတော့ဝင်ငွေတည်ငြိမ်မှုကိုဖန်တီးခြင်းအဲအဲ့ဒီလုပ်ငန်းတွေကတည်ရင်2026ခုနှစ်ကို ပုံမူပြီးတော့တောက်ပစေပါလိမ့်မယ်ဒီလားရဲ့ဆောင်ဖို့ကတော့ချစ်ချင်းမြတ်တာ အောင်ပွဲပျော်ရွှင်ခြင်းအပြည့်အားလုံးပဲကံကောင်းခြင်းတွေစိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ဆုံးအနေနဲ့စနေပွားများအတွက်လည်း hostel ကိုဆက်လက်ပြီးတော့ဟောပေးဖို့ ခြေရှိနေပါသေးတယ်။ UFO Channel ကိုလည်းလိုက်ရဲ့ secret လေးလုပ်ပေးခဲ့အောင်နော်။အားလုံးပဲကျမ်းမာချမ်းသာလို့ရပြကြပါစီရှင်။